ချင်းကြီးကအမျော်လိမ့်မယ်ဒီလူကြီးဖြစ်သွားတော့ချစ်ကေရင်ထဲမှာဟုတ်ယူဘလို့ခေါ်မလဲသားတို့တပြည့်ချစ်ကေလည်းတရားနဲ့ဖြေပါလေမဖြေလို့မရဘူးဖြေလို့မရဘူးတယောက်ဆုံးမှာသွားတယ်ခံစားရပြီးတော့အခြေပေါ်မှာလည်း ကိုဝဲသားစဉ်တခြင်းတွေပဲတကယ်ကိုတတ်တတ်မတ်မတ်နဲ့ရူးရူးသားသားနဲ့သစ္စာရှိရှိနဲ့သူတခြင်းပေါ်မှာသူအရင်သစ္စာရှိရဲ့ဘုရားရူးရူးသားသားနဲ့ယက်တည်သွားရတယ်ဗျာကျွန်တော်ယက်နှမျိုးပါတယ်ကိုကြီးကောင်းမှုရဖို့ပေါ်ရရှိပါစေကျွန်တော်ဆုမကောင်းတောင်းပါတယ် တော့ဘိုးအရင်တရားပါနော်ဘိုးငယ်တရားမိတ်ဆွေတွေဖြစ်တဲ့အတွက်သူဆိုတော့လည်းအခုတော့တီးသေးတာအများကြီးတီးမမှုပါတယ်ပေါ့နော်ကိုယ့်ကိုမရင်မတက်တော့တီးသေးဘူးလေပြီးတော့အခုကျောင်းသားဘွားလည်းသူ့တချင်းလေးကိုလုံးချိုက်ခဲ့ကြတယ်ပြီးတော့ဟိုကိုကြီးကလည်းတခါကျတော့ပြောချင်တာပြောတယ်အခုကလည်းစိတ်ဆိုးချင်တာစိတ်ဆိုးတယ်ပြောတော့တက်လိုက်မတက်လိုက်ပါပဲနော်အပြေးလိုက်လို့ပေါ့ကိုမောင်နဲ့အခုနေရတော့ကိုပြီး close ဖြစ်တယ်ယူကြီးကိုလည်းမောင်ကိုကြီးမောင်နဲ့ကိုနေရခဲရဲဝဲရဲပဲလို့အခုနေ့ဒီလေနိုင်ကိစ္စလေကိုမောင်ကိုမြဲနေမေးရတာပဲလေ

မြတ်ကိုဘာနာတိလာဘာနာကိုတော့ကောင်းတယ်ဘုရားမြတ်ဘောင်းရောင်းရောင်းပါတော့ဘုရားရဲ့ရလည်းမှာလည်းဘုရားသင်ငယ်လေးပြောပါတော့အာဦးလေးဦးလေးရတာသူအရန်ကိုတော့ဘယ်လိုပြောမလဲ strong ဖြစ်တယ်ပေါ့နော်။ဟိုအရင်မှလည်းသူခဏခဏဟိုခါးတွေသူဒုက္ခရောက်တယ်အဲ့လိုမျိုးပေါ့နော်။အဲ့တော့ဒါကတော့ဟို strong မဖြစ်ဘူးဆိုတာလဲဒါကိုကိုယ်တိုင်လည်းအလိုမျိုးအများတန်းဒီသဘောတရားကြီးကိုသိနေတဲ့အတွက်ပေါ့နော်။အခုလေးအနေနဲ့လည်းဒါသူစင်ပြေတဲ့ဟိုလေးမှာလူ့ဘဝတက်တန်းမှာလည်းသူအများကြီးသူတရားတွေလည်းသူသိတယ်။ပြီးတော့ င်တာတွေလည်းလုပ်တယ်ပြီးသူ့ရဲ့ဈာစီးပွားရေးလည်းသူအောင်မြင်အောင်လုပ်နိုင်တယ်သူ့သားစုတွေလည်းသူအာလူတန်းတွေလည်းလုပ်နိုင်တယ်ဆိုတဲ့အတွက်အဲ့တော့သူအနေနဲ့တော့ဒါဦးလေးအနေနဲ့ဟိုသူကသူဘဝမှာစင်ကြေပါတယ်ဟုတ်ကဲ့ဟိုသူရတဲ့ချိန်မှာမှတ်တမ်းတွေလည်းသူအများကြီးလုပ်သွားနိုင်တယ်ဆိုတော့သူအနေနဲ့တော့ဟိုသူ့အတွက်တချို့အရာတွေဆိုလည်းသူကိုယ်တိုင် ေအခုကိုစိတ်မှာပဲအောင်းအောင်းမိခဲ့တာတရားသဘောချင်းချင်းစင်ကြယ်ပြီမဲ့လေဟာတောက်စီဟိုင်းပါလားနေ့မြေညပြခုပြခုပြောက်ဆိုတဲ့တရားကြီးကိုကျွန်တော်ပို့ပို့သိလာတယ်မလီမာလည်းသိလိုက်ရတယ်အခုကိုကြီးကိစ္စမှာလည်းပို့သိလိုက်ရတယ်မထင်ဘူးလေချစ်ကေတို့နောက်နောက်ပြောင်ပြောင်လေ27ရက်နေ့မှာလေနောက်နောက်ပြောင်ပြောင်နဲ့လေချစ်ကေတို့တချင်းတိုက်တဲ့နေ့မှာလေနောက်နောက်ပြောင်ပြောင်လေမထင်ဘူးပေါ့ဒီလိုဖြစ်နေတယ်ဒါပေမဲ့သူ့ကိုယ်သူဟန်ဆောင်ထားမှတော့ချစ်ကေရိတ် ရိတ်နေတယ်အကိုမြင်များစားနော်အကိုတိတ်ကြည့်ရတာအကိုနည်းနည်းအားမရှိဘူးနော်ငယ်ပြောတယ်အညီမရဲ့ပူရာဝိုးတဲ့အဲ့လိုသူပြောတယ်ပူတော့လေဖြစ်မှာပေါ့တဲ့သူကိုယ်ရင်ကောင်းမောက်လာတာကိုချင်ငယ်တို့ဟိုတချင်းတိုက်တဲ့နေရသူကိုယ်ရင်ကောင်းမောက်လာတော့ချင်ငယ်လည်းတူတပဲချင်တာပေါ့ခေါင်းစားတာပေါ့တားရဲ့နော် နောက်ပြီးချစ်ကြည့်လို့အမှုပညာလောကလူတွေကအဖို့တန်တဲ့လူတွေရောဟလာဟိုအသက်ကြီးပိုင်းလူတွေရောအသက်ငယ်တဲ့လူတွေရောအဖြုတ်ဖြုတ်ကြွေကြွေကြတာမြင်တော့စိတ်ထိတ်ကြဲအဲ့တော့ကိုလေခုနပြောသလိုပေါ့အားလုံးထဲမှာကိုလေတနေ့သွားမှာပဲသားတို့တမီးတွေတနေ့သွားမှာပဲမသွားခင်မှာစိတ်ကောင်းဝေးဖို့နဲ့ကိုရဲ့ကုသိုလ်တရားတွေပါသွားဖို့ပဲလို့ဒါပေမဲ့ကိုမြာချစ်ကြယုံကြည်ပါတယ် သူစိတ်ပူတာလေးတော့ရှိပြီမဲ့လေသူစိတ်ကမယုံညံ့တကယ်မယုံညံ့သူသူတော်ကောင်းတရားရှိတယ်သူသူအခါကျသူတရားထိုင်တယ်ပရိစိတ်တယ်ကျွန်တော်လည်းပတ်သက်လို့အကူကလုံးဝကိုချင်းကြီးကြီးကိုတချင်းနေကိုလည်းကိုငယ်တည်းကအကူအမှန်တမ်းပြောကျောင်းသားဘဝတည်းကလည်းသူဒီဆွဲနေပြီးတော့ဟိုဒီမိုးပေါ့နော်ပါတဲ့တချင်းခွေကြီးအကုန်လုံးပေါ့နော်အကူ အကုန်ချက်ခဲ့ရေကိုကြီးဖြည်းကြီးတစ်ချင်းလည်းမဟုတ်ဘူးအခုတော့ကျန်ကျန်မှမှသူများမကြောက်ဘူးတဲ့တစ်ချင်းနေတယ်အခုအញ្ញမ်းချက်တာအများကြီးတခါလဲဟိုကိုဗစ်တုန်းကလည်းအဲ့လိုပဲဟိုကိုချင်းမမောက်ကိုပြောတယ်ကိုကိုမောက်ကိုကျွန်တော်တစ်ချင်းလေးတို့ဆိုနေတယ်ဆိုတော့ကိုမောက်ပြောဘယ်ချင်းဆိုမှလဲဆိုတော့ကိုကြီးတစ်ချင်းလုံးကိုမောက်ရေးပြတာဆိုတော့အဲ့ရှင်သူ့တော်ဟိုဘယ်လိုပြောလဲမစင်းလာမိဘူးကိုကြီးလက်ဆင်မဘယ်တော့မဆိုဘူးအဲ့ဒါကိုကဆိုပဲဆိုအမတ်တရားကိုဗစ်တုန်းကအိမ်မှာလှုပ်ပြီးသေးတယ်နောက်ဆုံးကကိုမောက်ကိုနေတော်တဲ့ကျွန်တော်ကလည်းအဲ့တစ်ချင်းကို selection မှာပြန်ထွက်မှာမလို့ခေါ်တယ်ဆိုခဏလေးစောက်ပြီးပါဆိုစောက်လိုက်ရင်းနဲ့ ိုတနေ့ကကိုမောင်ပြန်ဆက်တယ်ကျွန်တော်ပြီးသွားပြီတဲ့ထွက်ပြီးသွားပြီတဲ့ကိုလည်းတော့ချင်းကြီးတစ်ချို့တဲ့ပုံစံပြပြိုးတယ်ဘလူးဖာတီမဲ့ကျွန်တော်အရင်ဆက်ဝင်လာတယ်တဲ့ကျင်းလိုက်ပါလားဆိုအကောလည်းအဲ့ကြတော့လောက်ပေါ်မှာပြင်းသွားပြင်းသွားတယ်အဲ့တစ်ချင်းအောင်ပါလေသူအရင်တော့ဆင်မောတစ်ချင်းပဲတော့တယ်ပါဘူးတဲ့ဖြည့်ရှင်းခွင့်တောင်းလိုက်ပါတယ်ဆက်တစ်ချင်းလေးအရင်ကောင်းတယ်အကိုရကြိုက်တယ်သူကတစ်ချင်းလေးတစ်ပုတ်ကြပြလေးတစ်စားကိုမင်းကြောင့်ရေးဆက်လိုက်တယ်ကိုကြီးဆိုတော့အရင်ကောင်းတယ် သူ့ရဲ့ခုနပြောသူအလွမ်းကပီးတို့ဟိုဟာလဲပလဘောရှိုးတို့ဒီမိုးတို့သာလူတွေကတိတာလေအကွာကြအဲ့လိုချဲချဲမမှန်သချင်းလေးတွေကိုခြိုက်ကြတာပါသူ့ရဲ့သချင်းတွေမှာအခုနပြောတဲ့ရှင်းရှင်းွင့်တောင်းလိုက်ပါတော့ဟိုအရန်ကြိုက်တယ်အဲ့ဒါ the race နဲ့တိတာကိုချင်းကြီးရပါတော့အဲ့တော့အခုလာတာလဲသူ့ရဲ့နုပြန်နောက်ဆုံးခီးကိုအကိုတို့နုပြန်သမားအားလုံးကာရဝပြုတဲ့အနေနဲ့လာတာပါလူပြောညီတယောက်အနေနဲ့သူ့မှာအကိုမားတဲ့စိတ်ထားမှန်းရရှိခဲ့ရင်လည်းအကိုခွင့်လို့ဖို့တောင်းမှန်ပါလေအကိုကိုယ်တိုင်ကလည်းစင်မမလောက်ရတဲ့အလုပ် အတိုင်းသာရချုပ်ကိစ္စမှာသူ့အလိုမလိုက်နိုင်ရရှိခဲ့ရင်လည်းအခုခွင့်လုပ်ပေးပါလို့ဒီနေရာနေပါတော့သူတောင်းပန်ချင်ပါလေမောင်တို့ကိုညီတို့ချင်းချင်းမလေးတို့ကအခုတော့မိသားစုလိုက်ကြီးခင်လို့ဖြစ်နေပါတော့ခင်တဲ့ခါကျသူတို့ရဲ့ထိဆက်မှုကတော့အောင်လို့လည်းအခုကဟိုးအရင်ကခင်ခဲ့တယ်ချင်းချင်းမလေးဆိုလည်းချင်းချင်းမလေးမဖြစ်ခင်ဟန်ဆုရေဘွားလေးကဘောလုံးပြည့်ရွှေရှင်ချင်းနေဒီခေါ်ဆိုနေကြလေဆိုတော့သူတို့အားလုံးကအခုတည်းလုံးဝဟိုတယောက်ချင်းကိုခင်ကြတယ်ပေါ့အဓိကတော့ ကိုချင်းမပေါ်ကြတော့အကူနဲ့ကိုခမောင်တို့နဲ့သွားတဲ့ချိန်ကကိုချင်းကအကူကဟိုကိုခမောင်တို့နဲ့လည်းကပ်ပြရလို့နေရတယ်။နောက်ကကိုချင်းပါလဲကိုချင်းတော့ကပ်ပြရလို့နေရတယ်မဟုတ်လား။ကိုချင်းမျက်နှာနဲ့လည်းအခုလာပြီးတော့ကိုချင်းမနေရမေးတယ်။ကိုချင်းကျွန်တော်ဘာကူညီလုပ်ပေးရမလဲ။နောက်ဆုံးအချိန်အားစပါတော့ကိုချင်း။အနာရေးချပါလဲ။တင်းစားမှချင်ညာထဲ့ထားပေးမယ်လေ။သူကတင်းစားမဖတ်ပြရင်မှားမှာဆိုလို့အခုလေးပဲမငယ်ကဖုန်းဆက်တယ်။ရဲလေးကဖုန်းဆက်တယ်။သူတို့စောင်းရောက်နေတယ်ပေါ့နော်။ဘူးမှမရှိသေးဘူး။တနားရီပဲရှိသေးတယ်။မဟုတ်ဘူးနှစ်နာရီမှမအဲ့လိုမျိုးပေါ့။အော်တော့ နှုတ်အပြည့်ကူညီရတာပေါ့မနေ့ကလည်းကိုကျင်းသိသိလို့နားဆက်တယ်အခုအချိန်နဲ့ပတ်သက်ပြီးတော့နော်ညီတဲ့နောက်ဆုံးမျိုးသမီးသူသူ့ကိုအများကြီးအားပေးရပါတယ်။ဘာလို့လဲဆိုသူကဦးလေးကိုလည်းတတော်ကိုဟိုအရန်ကိုသူကအရန် close ဖြစ်တယ်။ ပြီးတော့သူကဒီသားလေးကိုသူ့မှာတော်တော်ကြည့်ရှုအောင်မယ်ဆိုတော့သူ့ရောသေးတော်တော်အားပေးဖြစ်ပါတယ်ခါတိုင်းတော့အဲ့လောက်ဟိုအနီးကပ်ဟိုတိတ်တော့မတွေ့ပြဘူးဒါပေမဲ့ဟိုနေ့ကအားပေးလိုက်တယ်အဲ့တော့သူခုနဆိုရင်လည်းသူသူအရန်ငုံမဲ့ထင်ထားတာပေါ့နော်ဒါပေမဲ့သူနည်းနည်းအဲ့လိုမျိုးသူခံနိုင်ရှိရပေါ့ဒီလိုပါပဲအဲ့လိုသူဒါတက်နိုင်သလောက်ဟိုအားပေးတယ်အဓိကတော့အဲ့လိုပေါ့လေဟိုအမှန်တရားအဲ့လိုဒါ reality ပေါ့ truth ပေါ့နော်အဲ့ဟာလူတိုင်းလက်ခံတယ်ဆိုရင်တော့အဲ့လိုလောကဒဏ်ကိုနည်းနည်းထန်နိုင်ပို့ပြီးတော့အားရှိတာပေါ့အဲ့လိုမျိုးပဲဒါအဲ့လိုမျိုးပေါ့နော်သူ့အားပေးဖြစ်ပါတယ်ဟုတ်ကဲ့